ုတ်ကဲ့ဒူးရင်လက်သီးစုပ်အရော်လာရှိပြီအစစ်တဲနေပြီဒါပေမဲ့ကျွေကြတယ်မကျွေအများကျွေတယ်ဘာလို့ကျွေလဲဆိုတော့လာရှင်းပြမယ်မဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်တို့ဆက်ပြူးရမျှဝေနေမင်းတက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ဒူးရင်ဒီဒီအစစ်တဲနေပြီဘာလို့ကျွေတာဆိုတော့လာရှင်းပြပါမမပုံမှန်ဆိုရင် तू ကအစစ်တဲနေကျွေဖို့ခဲနေပါတယ်ဒါကဘာလို့ကျွေလဲဆိုတော့ဒီမှာပါကျွန်တော်ပြမယ်အစစ်တဲကျွန်တော်ခွဲခွဲထားပါ မအစ်တဲနေပြီဘာလို့ကျွေလဲဆိုတော့တစ်ချက်ဒီမှာဒီအပြင်မှာဒီဘက်မှာဘယ်နှတုတ်ရှိလဲဆိုတော့သုံးတုတ်ရှိတယ်တတုတ်ကဒီကျွန်တော်ခုနပြတဲ့လက်သီးအစုပ်ရပါဒီရွယ်ပေါ့နောက်တတုတ်ကဒီမှာဟောပါပေါ့ဒီဟောအပွင့်မဲ့တွေကျွေကုန်ပြီနောက်တတုတ်ကဟိုအပေါ်ပါအဖူးတွေရှိသေးတယ်ဘာလို့သုံးတုတ်ဖြစ်သွားပြီအဲ့ဒါကြောင့် ဒီလက်သီးစုပ်အရွယ်မှာမှာလက်သီးစုပ်အရွယ်လည်းမှာမချွေပေးတာဘူးမချွေပေးတာဒီပါဘောနံပါတ်1ချက်ပေါ့နောက်နံပါတ်2ချက်ကပါလဲဆိုတော့ဒီလိုဟာတွေဒါဒီပါဘောဒုတိယတုပ်ဒုတိယတုပ်ရဲ့ကျွန်တော်တတိယတုပ်ဟိုအဖူးတွေချွေပေးရမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်ဟိုပါဘောရွံ့မှုထွက်ရင်ကျွေတယ်ပေါ့ဒါပေမဲ့ရွံ့မှုထွက်ရင်ဒီကောင်းကြီးမရှိဘူးဆိုရင် ဒီလက်သီးစုပ်တော့အရွယ်ဟာရမကြွေပါဘူးဒီကောင်ကြီးရှိနေတော့ဒီပင်ကရွံ့မှုမထွက်ပြီမဲ့ဒီဒီကောင်ဒုတိယတုတ်တုတ်တတိယတုတ်တုတ်ရှိရတဲ့အတွက်အဲ့ဒါကိုမချွေပေးတဲ့အတွက်ဒီလက်သီးစုပ်ရှိတဲ့ဟာတွေကြွေရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ပထမအထုတ်လုပ်ရမှာဒီလိုဒီပထမအထုတ်ကအသီးတွေပေါ့မလှတဲ့အသီးတွေချွေပေးရမှာဖြစ်ပါတယ် ဒီတခါဒီတညမှာဆိုရင်ကျွန်တော်လေးလုံးလောက်ရှိတယ်ဟိုညမှာဆိုမှပြုတ်သိမ့်တာပဲခွန်းလုံးလောက်ရှိတယ်အဲ့တော့ဒီတညကို၃လုံးလောက်ပေါ့၃လုံးလောက်ခြံလိုက်ကျွန်တော်တို့မြန်မြန်လေးကြီးမယ်အသီးလေးလှမယ်ပြီးတော့ဒီကောင်ခြေပြီးရမယ်ဒီကောင်လေးပေါ့ဒုတိယတို့ရတတိယတို့ရအကုန်ခြေပြီးရမှာဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ကြွေဟိုပါပေါ့ဒီအွေမှာမကြွေနိုင်တော့ဘူးကြွေဖို့ရကံနေသွားပြီပေါ့ အဲ့လိုနေပါပြီအတိလက်လှမယ်အတိလက်မြန်မြန်ကြီးစီးနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘာသတိထားမယ်ဆိုတော့ကျွန်တော်ဒီအရွယ်နုထွက်တာနဲ့ဟိုပါပေါ့ကြောက်နေလို့မရဘူးအရွယ်နုမထွက်ပဲလဲကြည့်ပါတယ်အဲ့တော့အရွယ်နုမထွက်လဲဒီကျွန်တော်တို့သတိထားမှာကဒီဒီဒုတိယတော့အဖူးတွေပေါ့ဒီအဖူးတွေဒီအကင်းလေးတွေပေါ့ အဲ့ဒါလေးဒီတတိထားပြရမှာဖြစ်ပါတယ်အဲ့ဒါလေးချွေးပေးပါကျွန်တော်ပထမတော့ကဘာလို့ဆိုအတိအအောင်နေပြီလေအတိအအောင်နေတော့ကျွန်တော်တို့ဟိုဒုတိယတော့ရဲ့တတိယတော့ရဲ့ကျွန်တော်တို့သွားပြီးမှနှစ်မျိုးပါနဲ့နှစ်မျိုးနေကျွန်တော်တို့ပထမတော့ကအတိဒီဆုံးရှုံးစေနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်အားလုံးမင်္ဂလာပါ